အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဟိုမှာစားတဲ့ customer တွေအတွက်တော်ပြီးွားဖြစ်တာပေါ့နော်အဲတာပြီးရကွန်တာဖို့ပြီးတာပါကျွန်တော်တို့ကဒီနေ့มาတယ်ဆိုမနေ့ကျန်ဖို့ပြီးတယ်အဲအဲကျွန်မပဲလက်လက်ဆက်ဆက်ပြစ်မှာပါအာလက်လီတမားတွေကတော့ပြဿနာမရှိဘူးပေါ့အဓိကဒီလက်ကားပြန်ရောင်းတဲ့လူကျတော့ဒီလက်လက်ဆက်ဆက်လေးမှာသူတို့စီမှာပို့ပြီးအထားခံနေပြန်ဟုတ်ဆိုကျွန်တော်ဒီလိုအကျိုးတွေမထည့်ပေးပါဘူး ီလိုအကျိုးတွေမထည့်ပေးပါအောင်အကောင်းတွေပဲထည့်ပေးပါတယ်လက်ကြီးလက်ကြီးတွေပါအခုလက်လီတွေလည်းရောင်းပေးနေတယ်ဗျလက်လီတွေကဲလို့ဟွာလက်သေးဒီလိုဒီလိုမျိုးလက်သေးလိုချင်တယ်ဆိုရင်တော့ကျွန်တော်စီမှာလက်သေးရှိပါတယ်ကစတမာတချို့ကျွန်တော်စီမှာလက်ကယူတဲ့ဟာလက်ကြီးတွေပဲယူချက်တာဖြစ်တယ်ဒါကျွန်တော်စီမှာလက်သေးရှိပါတယ်လက်သေးတွေကတော့ကျွန်တော်ဒီ site တွေပဲเนาะဒီ site တွေလက်သေးတွေ ဒီလို site တွေတခါစားစားလေးပဲပေါ့ဒီလက်သေးတွေကတော့ကျွန်တော်တပိတ်တာဝါနဲ့ပဲထားပေးပါမယ်ခင်ဗျတပိတ်တာ3000နဲ့ထားပေးပါမယ်ဒီလိုဒီလိုဒီလို site လေးတွေဒီလို site လေးတွေတခြားနေရာမှာတော့ဒီလက်ကြီးတက်ပါတော့နော်ကျွန်တော်အစီမှာလက်သေးနဲ့ပဲပါဖြစ်တယ်ဒါပေမဲ့ဆယ်ပိတ်တာဆယ်ပိတ်တာကတော့ယူပေးရမယ်ဗျလက်သေးလက်သေးကြတော့လေတကယ်လို့အများယူမယ်ဆိုရင်တော့ကျွန်တော်ဒီဟိုပိတ်တာ30ဆိုရင်တော့ကျွန်တော်2500နဲ့ပဲထားပေးပါမယ်ခင်ဗျ ဆယ်ပိတ်တာစင်တော့ကျွန်တော်3000နဲ့ထားပေးပါတယ်ဒီလက်သေးကိုလေကြာဆိုတော့တို့ဆယ်နှုတ်ရင်းနဲ့ဒါအောက်ဆိုင်နေတာပေါ့နော်အဲ့လိုကြတော့ဒီအောက်မှာမတီးတော့ကျိုးသွားတဲ့ဟာတွေရှိတတ်တယ်ပြတခါတလေဒါလေးဆိုအခဲကအသားတယ်အကောင်းလေးတယ်ကျိတ်နေတက်ကုန်အထဲအတားတွေအခုခွာပြပါမယ် 对吧？一米、啊、没得，地等垮了的呢，一看得几几那米的，那提来的呢？对吧？一看好多改改的了，那提来的呢？对吧、啊哦啊啊？得几斤来做了。 对嘛吧、啊？养牲牛了。这个农业呢，对哇，娃哇，那么好，对吧？娃娃农业单哪么嗯，嗯出粮。阿库曼年纪也比较大咯。 鹽鹽一样，炒鱼和牛肉一样炒得那么好，是吧？你那那暖咋么办？你那那话怎么？你那暖咋么办？也打不熟。嗯。吃、这、啊、个，打的是。 ကမ်းမျိုးဥလေးတွေပြတ်ပြီးမှနော်တချို့ကမေးကြတယ်ဗောနော်ညဥ့တဲ့အပင်အနေစိုက်ပြလားချို့ကမေးကြတယ်အပင်ပြန်စိုက်တော့ဥအနေဥအသေးလေးတွေပြန်စိုက်လို့ရလားလို့မေးကြတာများတယ်ဗျမရပါဘူးဗျပြီးတော့ဒီအပင်တွေကလည်းမိုးတွင်းဆိုရင်တော့ကျွန်တော်တို့ပြန်စိုက်လို့ရတယ်ဒီအပေါ်ပိုင်းအပင်ဒီအောက်ခြေအပင်တွေဗောနော်မိုးတွင်းဆိုကျွန်တော်တို့ပြန်စိုက်လို့ရတယ် ဒီအစ်စ်နေရာကနေပြီးတော့သူကကိုင်းအသေးလေးတွေပြန်ထွက်တယ်ဗျ။မဲအခုຫນွေရောက်ပြီမလို့ကျွန်တော်တို့ပြန်ဆိုင်လို့မရပါဘူး။ကျွန်တော်တို့တကယ်လို့စိုက်ချင်တယ်ဆိုဒီလိုဒီဒီလိုအနီရောင်ဒီလိုမျိုးဥလေးနေတွေနဲ့ပဲစိုက်လို့ရတာပါ။ဒီမျိုးဥတွေနဲ့စိုက်လို့ရတာပါ။ဒီမှာတော့အကျဉ်းတက်ပုံစံမျိုးပြန်ကျွန်တခုချိုးပြန်ဒီလိုပုံစံမဟုတ်နော်။သူ့မျိုးဥကဒီလိုပုံစံ။သူကရကွန်ဥမဟုတ်သူကမျိုးဥ ူကဒီရကွန်ဥရဲ့အပင်ရဲ့ကြားမှာရှိတယ်ဗျ။ညအပင်ခြေရင်းမှာရှိတာပေါ့နော်။ဒီမျိုးဥကိုကျွန်တော်တို့ဟိုမှာ၃၄ပိုင်းကြီးပြည့်၅ပိုင်းကြီးပြည့်ခွဲပြီးတော့စိုက်လို့ရပါတယ်ဒီပုံစံလေးတွေ။ကြည်လန့်နေပုံ။ဒီပုံစံလေးတွေပါ။ဒီမှာဒါသူ့မျိုးဥမျိုးဥတွေပါ။ရကွန်ဥကျတော့ဒီဒီအရောရကွန်ဥပြဒီလိုဒီလိုအသေးတွေကျတော့ကျွန်တော်တို့မမယူတော့။ဒါသူ့မျိုးဥပေါ့နော်။ ပြီးတော့မေးကြတယ်အရွက်တွေကဘယ်လိုကဖြစ်လဲဆိုတော့သူကနေချာရွက်နဲ့နည်းနည်းဆင်တယ်ဗျနေချာရွက်နဲ့နည်းနည်းဆင်တယ်သူအဖူးဒီအဖူးဒီအပွင့်တွေကျတော့သူကနေချာပင်ပုံစံဒါပေမဲ့အပွင့်သေးသူကဟိုနေချာရိုင်းနဲ့နည်းနည်းတော့ဆင်တယ်ဒါပေမဲ့မတူဗျတန်းနေနေချာရိုင်းနေချာရိုင်းပန်းနဲ့နည်းနည်းဆင်တယ်အဲသူက ဟိုဟာမဟုတ်သူကဥပါဒနေနေကြရိုင်းကြတော့သူရိုးတန်တယ်ဒီပုံစံမဟုတ်သူကအမွေတတိလေးတွေပါတယ်ဒါပေမဲ့သူကအပင်ကအလုံးပင်စီကအလုံးပေါ့နော်ဘလုံးမျိုးပင်စီကအမြောင်းတွေပါတာမဟုတ်ဘူးဗျအဲ့တော့ရွက်တယ်ဗျဒီရွက်တော့ကျွန်တော်တို့ရကွန်လဖက်6လောက်ပါတယ်ရကွန်လဖက်6တွေလောက်ပါတယ်တချို့ကဒီရကွန်လဖက်6လည်းလောက်တယ် ပြီးတော့ရကွန်ရွက်6ဆိုတာတတ်တတ်ရှိတယ်ဗျရကွန်လဖက်6ကတော့ကျွန်တော်ဗီဒီယိုတပုတ်တင်ထားပေးတယ်ဗျရကွန်ရွက်6ကျတော့ကျွန်တော်တို့ဒီတိုင်းပဲခူးပြီးတော့နေလန်းထားရတာဗျအဲ့ဒါကျတော့ဒီရင်နှွေးတွေနဲ့နည်းနည်းမလုတ်ထားတော့ပေါ့နော်နေလန်းလိုက်တယ်လန်းလို့ရလာတဲ့အားကိုပဲဒီတိုင်းတင်ထားလိုက်တယ်အဲ့ဒါကျတော့သူ့မူရင်းအရတာပေါ့နော်ဒီရကွန်လဖက်6ကျတော့ကျွန်တော်တို့လဖက်လုတ်တယ်လို့မျိုးအဲ့ဒါရင်နှွေးနဲ့နည်းနည်းဟိုဟာ စိန်ပြီးတော့မှကျွန်တော်တို့ပြန်ပြီးနေပြီးရတယ်ဗျလက်သက်6လုံးကျွန်တော်လုတ်ပြီးရတယ်ဟောသူပင်စီပုံစံနေရအပင်စိုက်ဒါဒါမြေသားအရင်မကောင်းလို့ကြွဒီလိုအပင်သေးလေးတွေတုံးလေးတင်အဲ့လိုပဲထွက်တယ်ဗျ ကျွန်တော်တို့ကြတော့ညီကိုမမို့လေးလှုပ်ထားပြီးတော့ဒီညကြီးကလည်းကျွန်တော်တို့တိရတိရတော့မီးမရှို့ဒီသူ့မှာရှိတဲ့ဥမာကျွန်တော်အရင်နေ့ဆိုထောက်ပတ်ကိုင်းနေဖြတ်ထားတယ်ထောက်ထောက်ပတ်ပင်ကြီးတွေဖြတ်ထားတယ်သူ့ရွက်တော့ကျွန်တော်တို့မီးမရှို့ဒီတိုင်းပဲသူ့ဟာသူ့တဘာဝမီးနဲ့ဆွေးတော့ကျွန်တော်တို့ထားလိုက်တယ်ပြီးကျွန်တော်တို့ဒီဟာညကြီးနဲ့တမပြီးတော့အကောင်လုံးကျွန်တော်တို့ပြန်ဆိုင်တာပေါ့နော်သူကတနည်းလောက်ကြာတော့သူကဒီအရက်ဆွေးတဲ့ သူတို့အသက်မြေဩစာအစာတွေဖြစ်တာပေါ့နော်။ပြီးရင်ကျွန်တော်တို့ EM တွေပါတယ်အဲ့လိုမျိုးသုံးပေးပါတယ်ခင်ဗျ။ဟင်း။အရပါအောင်။အရောင်တွေအရင်။ဒီမှာကဒီလိုကြီးဝမ်းချစ်ချာဒီလိုကြီးလေးတွေရှိတယ်။ဒါဆိုရင်လတ်ဆိုင်ပေါ့နော်။ဒါလတ်ဆိုင် ဒါအလတ်ဆိုင်လေးဒီလိုကျတော့အသေးဆိုင်ပါနော်ဒီလိုကျတော့အသေးဆိုင်သူကလက်လီဆိုရင်ကျွန်တော်အယောအယောဒီလိုအကြီးပါတယ်ဒီလိုအသေးပါတယ်ဒီလိုလက်ပါတယ်အသေးကတော့နည်းနည်းပဲပါမှာပေါ့နော်အဲ့တော့ကျွန်တော်တို့တပိတ်တာလက်လီဆိုရင်တပိတ်တာ6000ထားပြပါတယ်ဒီလိုအလိုက်ရဲပြီးတော့ဒီလိုအကြီးရဲအဲ့လိုပဲပါတဲ့အားဆိုရင်တော့တပိတ်တာ9000ပါဟောသုံးပိတ်တာကနေ အနည်းဆုံးစပြီးမှယူပေးရမယ်ဗျလက်ကားတော့ကျွန်တော်လက်ကားဆေးတက်တက်ရှိပါတယ်ကျွန်တော် Viber မှာလာပြီးမေးလို့ရပါတယ်ဗျညဒီ comment တွေကတော့အကုန်လုံးကျွန်တော်လည်းမပြန်နိုင်လို့အဲကြောင့်မယူချင်တယ်ဆိုရင်ကျွန်တော် Viber ကိုဆက်သွယ်ပေးကြပါဦးရန်ထိုဥရတီရောက်ပြီးတော့စားလို့ကောင်းတယ် ai dòng xin ra là chi bằng các em ya cũng tìm bằng hàng à thưa ya cũng à tu yếu tam bằng sang à giờ nhà cha yếu lùm nhiều anh bữa là nhà cha bán lùm nhiều nhà cha yến bán lùm nhiều về mẹ tuổi nhà cha yến bán lùm về à bún tì đấy bông sáng đó ni cha ni cha tám bông sáng nó nó đó bốn đi, mà yêu chim này rồi nó chỉ nó vài bạn này sắp tới bị cha bảo vậy Ừ, sao? Ừ. 那个长短，你那毛毛搬搬的肉，有沙样的，养养大些，多一代、第二代、的三多，那个，反正我撒泡卡拉肉，一一年，养大一匹多，还有传染病，啊，就你那包包里那包沙罗羊羔，养生的人了，而且。 ြုတ်စားလို့ရလားမေးကြတာပေါ့နော်မပြုတ်စားပါခင်ဗျပြုတ်စားလိုက်ရင် तू အရသာပြတ်သွားမှာအမေကျွန်တော်တို့ဒီစက်တားတွေနဲ့ဝက်နံညိုးတွေနဲ့အဲ့လိုမျိုးချက်စားကြတာရှိတယ်ဗျအဲ့လိုမျိုးချက်စားရင်တော့ရတယ်တွန်းသူပြုတ်ပုံစံမျိုးပဲစီရင်ရင်မတုံးပေါ့နော်သူပြုတ်ပုံစံမျိုးသူတို့ဝက်နံညိုးနဲ့ချက်လို့ရတယ်ပြီးရင်ကျွန်တော်တို့စက်တားတွေနဲ့ချက်စားလို့ရတယ်ဗျ ยังกองหนูอุ้ยจีจะมากงนั้นพี่รอเดี๋ยวเดี๋ยวเลยအရင်အလွန်ကျွန်စားရင်လည်းမကောင်းဘူးဗျာ။ဝွန်းတွေအသွားများတတ်တယ်ပြင်းတို့ဒီသွေးပောင်သွေးအနေတဲ့လူတွေဆိုသွေးပောင်ကြတတ်တယ်ဗျ။ပုံမှန်ပုံမှန်ဥမှန်တစ်ခါစားဒီလောက်ဒီလောက်လေးပဲစား။တကယ်ကိုအလွန်ဆုံး၃လုံးလောက်ပဲစား။အဲအဲ့လိုမျိုးစင်တော့ပြဿနာမရှိဘူးဗျ။ အများကြီးအားရင်သမင်းမစားဘဲနဲ့ဒီဟာကြီးပဲစားမယ်ဆိုရင်တော့သွေးပောင်ကြတတ်ပါတယ်သွေးပောင်ကြရင်သွေးအနေတဲ့လူတွေဆိုမူးဝေတတ်ပါတယ်ဟုတ်ဘယ်ဟာမဆိုအကုန်လုံးကတန်ဆေးလူမေးပေါ့နော်ဒါစေဖက်ဝင်တယ်ဆိုပေမဲ့သူ့တမျိုးတည်းကိုပဲအလွန်ကျွန်စားလို့တော့အဆင်မပြေဘူးဗျပြောကျွန်စီမှာ နောက်ကြရင်ရကွန်လက်ဖက်ချောက်တွေလည်းမာလို့ရတယ်ကျွန်တော်ဒီနောက်လာရကွန်လက်ဖက်ချောက်မာလို့ရတယ်ရကွန်ရွက်ချောက်မာလို့ရတယ်ရကွန်ပြီးတော့မေးကြတယ်ရကွန်မျိုးဥတွေကျတော့ကျွန်တော်ဒီဟာတူပြီးနောက်လာတော့မှပဲရမယ်ဗျဒီနောက်လာလာလဲနောက်ပိုင်းပေါ့ဆန္ဒပိုင်းလာလဲနောက်ပိုင်းဆိုရင်တော့ရတယ်ကြီးဗျကျွန်တော်တို့အဲ့ချင်းချင်းပေါ်ပြီးရကွန်လက်ဖက်ချောက်တွေဆိုရင်မာလို့ရတယ်ရကွန်လက်ဖက်ချောက်တွေကလည်းသူ့ကောင်းကျိုးတွေအဝါဖြစ်တယ်ဗျ ဆိုင်လို့ရတဲ့ဒေတာဆိုရင်တော့ဒီရကွန်တွေကကျွန်တော်တို့နိုင်ငံအနေနဲ့စိုက်တင်တာပေါ့နော်။ပြီးရင်သူကစေနှုံးလည်းရှိတယ်ဗျာ။ပြီးရင်သူကတပင်လုံးအသုံးပွင့်တယ်။ဘယ်လိုအသုံးပွင့်လဲဆိုတော့ကျွန်တော်တို့ဒီရကွန်ရက်ဆိုလဲလဖက်ချလုပ်လို့ရတယ်။ပြီးရင်ကျွန်တော်တို့ဒီဟိုဟာအာဥတွေလည်းရောင်းလို့ရတယ်။အဲ့ဒီအပြင်သူရကွန်မျိုးဥဆိုတာပြန်ရောင်းလို့ရတယ်ဗျာ။ရကွန်မျိုးဥလည်းကျွန်တော်တို့ဒီအပင်ကြီးတွေဆိုနည်းနည်းဟိုဆင်းလာပိုင်းလောက်ကျရင်သူက ဟိုကလောက်ရှိတယ်ဗျာတပင်းဟိုတပိတ်တာဝင်းကျင်လောက်ရှိတာဗောနော်သူကစစ်ထုတ်စရာဘာမှအောင်မရှိတာအဲဒီကသူအရွက်အရွက်တသုံးလို့ရတယ်ကျွန်တော်တို့ဖက်မှာဆိုဒီကိုင်းတွေတော့မြေမြုပ်လိုက်ရင်သူကသူအပင်ပြန်ထွက်တယ်ဗျာကျွန်တော်တို့ဖက်ဟိုကပူတဲ့ဒေသတွေတော့မရဘူးဗောနော်ရကွန်လဖက်ချောက်လို့လို့ရတယ်ပြင်ဥတွေရောင်းလို့ရတယ်ပြင်မျိုးဥကတက်တက်ပြန်ပြေးဟောဖြစ်တယ်တကယ်လို့ဆိုင်လို့ရတဲ့ဒေတာတွေစံဒီအပူပိုင်းမဟုတ်ဘဲနဲ့ဒီနည်းနည်းရတီဥတူအေးတဲ့သူအပူချိန် 25ဒီဂရီနဲ့25ဒီဂရီကြာရှိတဲ့ဒေသတွေဆိုဒီတောင်ပေါ်ရေမျက်နှာပြင်အထက်ဟိုဟာပေ2000ဝန်းကျင်လောက်ပေါ့နော်အဲအထက်တွေဆိုရာတီသူအေးတဲ့ဒေသတွေဆို site တင်ပါလေကိုကဘာပဲ site ထုတ်ရမှာလဲဆိုတော့မျိုးဥပဲ site ထုတ်ရမယ်ပြင် तू ကအရင်လဲဟိုဟာအစာတွေကျွေးစရာမလိုဒီ organic organic အစာတွေပဲဒီဥမာကိုချမ်းမှာတည့်ရဆွေးတွေရှိတယ်ဆိုတော့အဲ့ဒီရောသမမွေပြလိုက်ကိုဟိုဟာဖြစ်တဲ့နေရာမှာကို site မဲ့ချမ်းမှာပေါ့နော် အရွက်တွေပါတွေပေါင်းသက်ဆေးမဖြန်းနဲ့အဲ့လိုမျိုးအဲ့လိုမျိုးဆိုသူကအရန်ဟိုဖြစ်တယ်ပြီးရင်မြေမြေကျတော့မြေစည်းကိုတိတ်မကြိုက်ဘူးကြမြေဒီတဲနှုံးဆန်တဲ့မြေပေါ့နော်ဒီလိုမြေလေးတွေဒါလက်လက်ထဲကင်လိုက်တဲ့နဲ့ဖော့ဖော့လေးဟိုဟာဖြစ်သွားတဲလိုလိုနှုံးလိုလိုသူကရေမတင်တဲ့မြေတွေဆိုပိုကြိုက်တယ်အဲ့ဒါကြောင့်မလို့ဒီကလို site တယ်ဆိုရင်ဒီဟာတွေဘာလို့ site တင်လဲဆိုတော့သူကမျိုးဥကျွန်တော်တို့ဥမာဒီနေ့မျိုးဥ30ဖို့ရင်းလိုက်တယ် နောက်နေ့ကျရင်တခြားဒီအပင်တွေမပြောနဲ့ဒီအရွက်တွေမပြောနဲ့ဒီမျိုးဥကိုပဲကျွန်တော်တို့သိမ့်နေရလောက်ရနိုင်ပါတယ်ခင်ဗျာဘာလို့လဲဆိုတော့ဒီတပင်ကတပိတ်တာကျွန်တော်တို့ထည့်လိုက်တာကတော့ငါးကျပ်သားလောက်ပဲပေါ့နော်ကျွန်တော်တို့စဆိုင်တဲ့ချိန်မှာတပင်ကငါးကျပ်သားလောက်ပဲနောက်တနည်းပြည့်သွားလို့သူကမျိုးဥတမျိုးတည်းတင်သူက90သားတပိတ်တာလောက်ပြန်ထွက်တယ်ဗျအဲကြောင့်မျိုးဥမှတင်အမျက်ကြံတယ်ပြင်ရကုံဥတွေလည်းကျွန်တော်တို့ရောင်းလို့ရတယ်ဒီဟာတွေမျိုးခြံစရာမလိုပေါ့နော် ကျွန်တော်တို့ဥမာဂျင်းတို့ဗါတို့စိုက်တယ်ဆိုရင်ကျွန်တော်နောက်နေ့စိုက်ဖို့အတွက်ဒီဂျင်းကိုပြန်ပြီးခြံပေးရတယ်ဗျသူတို့ကျတော့ခြံစရာမလိုဘူးဥတွေအကုန်လုံးရောင်းစားလို့ရတယ်ပြီးမျိုးဥကတက်တက်သူကထပ်ပြီးထွက်သေးတယ်သူက၃မျိုးလောက်ထွက်တာပေါ့နော်ရကုန်အရွအရွလက်ဖက်ချောက်တွေတုံးလို့ရတယ်ပြီးရင်ကျွန်တော်တို့မျိုးဥတွေပြန်ရောင်းလို့ရတယ်မျိုးဥမှာတန်အမျက်ကြံတယ်ပြီးရင်ဒီရကုန်ဥတွေကလည်းသူကထွက်တယ်လို့ကျွန်တော်တို့အမျက်ကြီးပဲပေါ့နော်လက်ဖက်ချောက်ဒီ သုံးသုံးမျိုးတည်းမှာကျွန်တော်တို့အရင်နည်းကတကယ်တမ်းကုံတာသူ့ရဲ့တမျိုးရဲ့ဟိုဟာလောက်ပဲကုံတယ်ဗျဥမာရကုံရကုံဥဆိုကျွန်တော်တို့ပိတ်တာတရားပြန်ထွက်တယ်ဆိုကျွန်တော်တို့အလွန်ဆုံးငါပိတ်တာလောက်ပဲအရင်နည်းဆိုက်ရတာပေါ့နော်အဲဒါကြောင့်မလို့ဒီရကုံကတော့စိုက်တင်ပါတယ်လို့ကျွန်တော်တို့နိုင်ငံမှာအခက်ခဲအမျိုးဆုံးနဲ့ကြုံနေကြတဲ့အတွက်ဒီရကုံရကုံကိုစိုက်ရင်တော့စိုက်လို့ရတဲ့ဒေတာစင်တော့ရကုံဥတွေရကုံမျိုးတွေစိုက်တင်ပါတယ်လို့ အစီပွားရေးတစ်ဖက်တလန်းနဲ့ပို့ပြီးအဆင်ပြေတာပေါ့နော်သူကစမ်းမရေးအတွက်လည်းတော်တော်များများကောင်းနေတယ်ဒီဒီသွေးတိုးစီချိုအဲ့လိုမျိုးတွေသူသူရဲ့အပင်ကဒီအရွက်လည်းအနိတင်ရှိတယ်ဒီဟွာတွေလည်းသူဥတွေလည်းအနိတင်ရှိတယ်ပေါ့နော်ဒီအရွက်လည်းဖက်ချောက်တွေလောက်တာလည်းအနိတင်ရှိတယ်အဲ့ကျွန်တော်တီးတလောက်ပြန်ပြီးမြတ်ဝေတာပါခင်ဗျအားလုံးကျေးဇူးတင်ပါတယ်